င်္ဂလာရှိတော့ကျွန်တော်တို့မနက်ခင်းလေးပါကျွန်တော်ရဲ့ညီကောင်မောင်မမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်16ရက်လ4လ2025ဘောတခုနေ့ကျွန်တော်ဆက်နေအတွက်ဖြစ်ပါတယ်ကဲ editor လုံးပိုင်း break one chain ထိစီပေါ့နော်ကဲဒါလေးကိုချပြပေးသွားအောင်မှာဖြစ်ပါတယ်ပေါ့နော်မင်္ဂလာပါကဲဒီနေ့ဘယ်လိုလေးကန်ထူးမလဲဗျဒီနေ့

ျွန်တော်တို့ဒီ၃ချိန်ကျင်းပေါ့နော်ဒါကတော့အပတိုင်းကျွန်တော်တို့ခမန်းထားမယ်ပျောက်တဲ့ပတိပေါ့နော်အဲ့ဒါကကျွန်တော်ပါလဲဆိုလို့ရှိရင်ကျွန်တော်တို့အပြောင်းဒီအပတ်မှာပေါ့နော်ခမန်းကြီးပေါ့နော်ပြောင်းနိုင်မယ်ကျွန်တော်တို့ခဏန်းတလုံးပေါ့နော်ကျွန်တော်အရင်တော့ကလည်းပို့တင်ပြပါလေ ဆိုတော့အနည်းဆုံးတော့နှလုံးကတော့ဆင်းပါတယ်အနည်းဆုံးဆင်းတော့တစ်လုံးပေါ့နော်အများဆုံးဆင်းတော့နှလုံးအဲဒီကမှကျွန်တော်တစ်လုံးပြောင်းနိုင်တယ်ပေါ့နော်အဲ့ဒါကကျွန်တော်အခုပတ်တော့ပို့တတိထားပြရမှာက3 4ငါပေါ့နော်ကျွန်တော်တို့တစ်လုံးပြောင်းနိုင်တယ်ဗျာဖောင်းရက်ကလည်းကျွန်တော်ရှိတာဆိုတော့လေတတိကျော်လည်းထောင်း အဲကျွန်တော်ရဲ့ခံမှန်းကြီးပေါ့နော်တလုံးပြောင်းနိုင်တာကတော့အခုဘတ်တော့ကို3 4 5တလုံးပေါ့နော်ဒါကျွန်တော်ညီတော်ဆိုလဲကျွန်တော်ပို့တင်ပေးပါတယ်အမြဲတမ်းလည်းမမှန်လို့အမြဲတမ်းလည်းမမှားနိုင်ပါဘူးပေါ့နော်ဒီမူလေးရဆိုလို့ရှိရင်ပြီးခဲ့တဲ့ဘက်ကတော့ကျွန်တော်တို့မှန်ပါတယ်ဒီဘတ်ဆက်မှန်အောင်မယ်ဆိုရင်တော့ကျွန်တော်ဖောင်းရက်ကလည်းရှိထားတယ်သတိတော်ထားနော်3 4 5တလုံးတော့ကျွန်တော်တို့ပြောင်းနိုင်ကြီးရှိပါတယ်အနည်းဆုံးနှလုံးကတော့ကျွန်တော်တို့အစောဆုံးလာနိုင်ပြီပေါ့နော်အဲဒီ3လုံးနေရာမှာ စတဲ့42မှာရှိအောင်မင်္ဂလာပါကျွန်တော်ဗီဒီယိုလေးကိုလည်းများမြင်အောင်လို့ like and subscribe လေးကျွန်တော်ရဲ့ကိုမာရီကနှိပ်ပြီးတောင်းခဲ့ပါအောင်ဗျာကျွန်တော်ပြောခဲ့ပြီးပြီเนาะ3 4 5နော်ဒီ3ရက်အတွင်း3ရက်အတွင်းကိုပေါ့เนาะကျွန်တော်တစ်လုံးပြောင်းနိုင်ပါတယ်ကျွန်တော်နှလုံးကတော့အစောဆုံးလာနိုင်ပါတယ်ဗျာโอเคเนาะကျွန်တော်တပတ်စာလေးပြထားပြီးပြီเนาะတပတ်စာကိုကျွန်တော်ခွန်ပတိခွန်လေးခွန်၅ခွန်၆၃ခွန်မွေးရမယ်เนาะ ဆာမွေးကျွန်တော်တပတ်စာမွေးဗီဒီယိုဖိုင်မှာကျွန်တော်တင်ပေးထားတယ်။ဒီထားကတော့ကျွန်တော်တို့ဒီ7နှစ်လိုက်စီအတွက်ကျွန်တော်နေတိုက်လေးဖြစ်ပါတယ်။ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့အလုံးမိုင်ရေကျွန်တော်တို့ထိတ်စီရေကိုသွားမယ်ဗျာ။နော်ကဲ92မှ6မင်္ဂလာပါအလုံးမိုင်ရေကျွန်တော်တို့အထိတ်စီးလေးရေတောင်းမယ်နော်ပြီးမှကျွန်တော်တို့ဝမ်ချင်းပရိတ်ကိုဆက်မယ်ဗျဒါကျွန်တော်ရေထုံးစံမျိုးပေါ့နော် အလုံးမကြည့်အောင်ပါကျွန်တော်တို့9 8 3ကနေကျွန်တော်စကြည့်အောင်ပါ9 8 3ပြီးသွားရင်ကျွန်တော်2 3 60မှာတုံးပါ63 80မှာလာပါ63 95ပြီးသွားရင်ကျွန်တော်36 နော်တို့တုံညာခေါင်60စနေရှိရှိပါရင်ဟုတ်ပြီနော်စက်ကြည့်အောင်ကျွန်တော်တို့ခွန်လေးကျွန်တော်တို့တုံညာငါနော်ခွန်လေးတုံညာငါပြီးသွားရင်ကျွန်တော်တို့30ကျွန်တော်တို့40 90 40 90ပြီးတော့ကျွန်တော်တို့339ဆိုပြီးတော့ကျွန်တော်ပြန်ချရတယ်။ပြီးတော့ကျွန်တော်2 1နဲ့ကျွန်တော်ပိတ်သွားခဲ့တာလည်းဖြစ်ပါတယ်။ဟုတ်ပြီနော်။ကဲ62မှာခဏအောင်မြင်ကြလားပါ။ဒါဆိုရင်ကျွန်တော်စက်ကြည့်အောင်ပါ။ကျွန်တော်တို့6 9 2နော်6 9 9 4 3 4 3 1 4ပါ။ လေး3 1လေးပြီးတော့ကျွန်တော်65ကျွန်တော်တို့တစ်ချောက်ဖြစ်ပါတယ်။ကဲအဲ့ဒီမှာမှကျွန်တော်တို့71နော်71လေးဆိုပြီးကျွန်တော်တို့ပြီးခဲ့တာလည်းဖြစ်ပါတယ်ဗျ။ဟုတ်ပြီနော်အဲဒါဆိုရင်ကျွန်တော်ဒီဟာဒီပမာဆက်ကြည့်ပြအောင်ပါအဲ့ဒီမှာကျွန်တော်တို့တရှိကျွန်တော်တို့84ပါ 85 52မှာနှင်းကျွန်တော်တို့88 62မှာနှစ်ဆိုပြီးတော့ကျွန်တော်တို့ပြီးသွားခဲ့တာဖြစ်တယ်เนาะကြည့်အခုဆက်ပြီးမယ်ဆိုရင်ဂျပန်ဆက်ပြီးသွားမလဲကြည့်ကြည့်အောင်ပါဒီဟုတ်ပြီ။ဒါဆိုရင်ကျွန်တော်လုံးမလေးကိုသွားမယ်။ လုံးမိုင်းဒီကျွန်တော်တို့ဘယ်လိုပြထားလဲ3 sorry 3 6 3 6ဆိုရဲဟာဒီ3လုံးပေါင်းကြည့်ကြည့်အောင်မော်ကျွန်တော်တို့3ရဲ့တက်ကပေါင်းခြင်းက4ပါ4ရဲ့6ရဲ့ပေါင်းခြင်းဟာ3ညပါဒီ3လုံးပေါင်းခြင်း3ညဖြစ်လို့3ညဒီကျွန်တော်တို့လုံးမိုင်းဖြစ်ပါတယ်3ညပါနော်ဒီ၃ညပိုင်းလေးကျွန်တော်တို့၃ညထိပ်စီ9နောက်ပိုင်းနဲ့ကျွန်တော်တို့ ၃ရခုံဆိုပြီးတော့မှကျွန်တော်စင်ခဲ့ပြီးသွားတာလည်းဖြစ်ပါတယ်။ဒါဆိုရင်နောက်တစ်ပင်နောက်တစ်ပင်ဒီ၃ရ၃ရ၃ရဒီ၃ရ၃လုံးပေါင်းခြင်းဟာ၃ရလို့ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ပါရလဲ၃ရပိုင်းလို့ရပါတယ်။အဲ့ဒီ၃ရပိုင်းဒီကျွန်တော်တို့၃ထိပ်စီ၃ရနောက်ပိုင်းနဲ့ကျွန်တော်တို့30ဆိုပြီးတော့မှကျွန်တော်တို့စင်ပြီးသွားခဲ့တာလည်းဖြစ်ပါတယ်။ဟုတ်ပြီနော်။ဒါဆိုကျွန်တော်နောက်ထပ်ဆက်ကြည့်အောင်ပါ။ နောက်ထပ်ကကျွန်တော်တို့3 9ဒီနှလုံးပေါင်းချင်း2ပါ2နဲ့6ပဲပေါင်းချင်းဟာ10ပါ3 9 6လုံးပေါင်းချင်းဒီကျွန်တော်တို့ဘာဖြစ်လဲ10ဖြစ်လို့တဲ့အဲ့ဒီ10ဒီအလုံးပိုင်းဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့ဒီ10ပိုင်းဒီကျွန်တော်ဘာနဲ့စဉ်းသွားပေးခဲ့လဲဆိုလို့ရှိရင်ကျွန်တော်87နဲ့ကျွန်တော်ဖွင့်သွားပေးခဲ့တာဖြစ်ပါတယ်နော်8 9လေးဆိုပြီးတော့ကျွန်တော်စဉ်းပေးခဲ့တာဖြစ်ပါတယ် ဟုတ်ပြီနော်၈ပိုင်းဒီကျွန်တော်၈၁နဲ့ကျွန်တော်ဆင်းပြီးသွားခဲ့ပါတယ်။ကဲဒါဆိုရင်ကျွန်တော်တို့ဒီကနေ့၁၂နာရီဈေးတက်ကိုဟာရီ၃လုံးပေါင်းခြင်း၅၈နှလုံးပေါင်းခြင်းဒီ၃ပေါင်း၃ကအဲ့ဒီကဒီက62ဆိုတော့ကျွန်တော်တို့နဲ့နောက်ပိတ်နဲ့ကျွန်တော်ပေါင်းမယ်။ဆိုရင်ကျွန်တော်တို့ဘာရမလဲ။ကျွန်တော်တို့ဘာရမလဲဆိုရင်၅လို့ရပါတယ်။အဲ့၅ဒီဟာဒီစီ၁၂နာရီဈေးတက်ကို၅ပိုင်းပါ။ ထိတ်စီးနေနဲ့ကင်မယ်ဗျာ၅ဘိုင်ကိုထိတ်စီးနေနဲ့ကင်မယ်เนาะဒီမနက်ဈေးကို၅ဘိုင်ရှိထားပါတယ်ဆက်ပြီးဖြင့်ပေါ့เนาะဆက်ပြီးဖြင့်မဟုတ်၅ဟာရှိတယ်เนาะချိန်မှလည်းရှိတယ်ဝိုင်းချင်းမှလည်းရှိတယ်လုံးမိုက်မှဆိုလည်းရှိတယ်ထိတ်စီးမှဆိုလည်း၅ဟာရှိပြီးသားပဲเนาะငါတော့အာကောင်းတယ်၆တလုံးကတော့မပြတ်တော့မပြတ်သေးဘူးအားတော့နေတယ်ဒီမနက်ကို၆တလုံးเนาะ အားလေးတော့နည်းပါတယ်6ကတော့ငါအားကောင်းတယ်တုံညာတွေလည်းအားကောင်းပါတယ်ဟုတ်ပြီနော် အပူးတွေတတိထားပါ အပူးလာဖို့ရှိတယ်နော်အပူးတွေတတိထားပြီကြည့်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီမနက်ဈေးကို9ဘိုင်ရှာပြီဒါဆိုရင်ကျွန်တော်ထိပ်စီးလေးကိုတစ်ချက်ရှိုးအောင်ကျွန်တော်တို့8 3ဒီနှလုံးပေါင်းခြင်း8 3နှလုံးပေါင်းခြင်းဒီတစ်ဖြစ်လို့တဲ့ကျွန်တော်တို့ကညီကိုပြန်ခွဲထုတ်မယ် တည့်ရညီကိုဒီပါရှိမလဲ၃ညာ၁၂ဆိုတော့ညီကိုရှိပြီးသားပဲเนาะ၃ညာ၁၂ဒီပါလဲကျွန်တော်ဒီကောင်းဒီထိတ်ပါเนาะ၃ညာ၁၂ထိတ်၃ညာ၁၂ဒီထိတ်စီပါအဲ့ဒီမှာကျွန်တော်တို့ပါထိတ်စီနဲ့ဆင်းသွားလေ၃ညာထိတ်စီ၃ညာအလုံးပိုင်းနဲ့ကျွန်တော်တို့ဆင်းသွားပြီးခဲ့တယ်เนาะ၃ညာခွန်ဟုတ်ပြီလားဒါဆိုရင်ကျွန်တော်နောက်တစ်ပင်နောက်တစ်ပင်ဒီကျွန်တော်ဒီမှာရှိရ၄ဒီမှာရှိရ၉ ဒီနှလုံးပေါင်းခြင်းလေးကိုနှလုံးပေါင်းခြင်းဒီ3နဲ့3ဖြစ်ခြင်းကြောင့်1 3 4ဒီထိတ်တဲ့1 3 4ထိတ်ဖြစ်လို့တဲ့ကျွန်တော်တို့၃ညလုံးပိုင်း1 3 4ထိတ်နဲ့သူဒီအပြီးဖြစ်သွားခဲ့တယ်မဟုတ်လား3ထိတ်စီ3ညနောက်ပိတ်နဲ့เนาะအဲ့လိုအလုံးမတွင်တော့တတိထားအပြီးထွက်တတ်တယ်ဒီလိုအလုံးမတွင်တော့အပူလိုင်းလာမလိုင်းညီကိုတတိထားပြီเนาะဒီလိုမတွင်တော့လုံးဝတတိထားတာတော့အပြီးပေါက်ဆင်းနိုင်တယ် ော်20 30 40အဲ့ဒီမှာ30ဆိုပြီးတော့ကျွန်တော်စဉ်းစားပေးခဲ့တာဖြစ်ပါတယ်။ကြည့်ဒါဆိုရင်ကျွန်တော်နောက်တစ်ပင်ဆက်သွားမယ်။နောက်တစ်ပင်ဒီခွန်1ဒီနှလုံးမောင်းခြင်းဒီ10ဖြစ်လို့တဲ့ကျွန်တော်ဘာထိတ်စီလာမလဲ။ခွန်19ဆိုတဲ့ကျွန်တော်တို့ထိတ်လို့လာပါလိမ့်မယ်တဲ့။နော်ကျွန်တော်တို့ခွန်19ဆိုတဲ့ထိတ်လို့ဖြစ်ခြင်းကြောင့်နဲ့10ထိတ်ကျွန်တော်တို့10လုံးပိုင်းခွန်19ထိတ်မှာကျွန်တော်တို့အမှခဏလုံးတူတယ်နော် ကျွန်တော်တို့နက္ခတ်နဲ့ဆင်းသွားတဲ့ရှစ်ထိပ်စီတင်းနောက်ပိနေ81ကဲဒါဆိုရင်ကျွန်တော်တို့ဟာရီမနက်ဈေးကိုကျွန်တော်ဆက်ကြည့်အောင်ပါရှစ်ကျွန်တော်တို့အဲ့ဒီမှာရှိတဲ့6ဟာရီနှလုံးပေါင်းခြင်းရှစ်6နှလုံးပေါင်းခြင်းဒီဘာဖြစ်လဲလဲလေးလို့ဖြစ်တယ်လေးလို့ဖြစ်ခြင်းကြောင့်ကျွန်တော်တို့ဟာရီမနက်ဈေးကို345ဒီထိတ်တယ်ဒီကောင်ကထိတ်နော်5ဘိုင်း345ထိတ်ပါတဲ့အမဲအလုံးတော့တူထားတယ်နော် 5ပိုင်း3 4ထိပ်ဒီမနက်စီးเนาะဒါက16ရက်4လ2025ဗော်တဘူးနေ့12နာရီစီးတော့ကို5ပိုင်းနဲ့3 4ဒီထိပ်စီးရှိတာပါတယ်เนาะ3 4နဲ့ကြိုင်တော့လေတွဲသုံးလို့ရပါတယ်5 3 5 4 5အပူကြိုင်တော့ငါးငါးเนาะထည့်သုံးပါပြီးခဲ့တဲ့အပတ်ကကျွန်တော်တို့ဘာတွေစင်းသွားလဲအဲနက်ခတ်စင်းတဲ့ပါဝါစင်းတဲ့ပရိဒါတွေစင်းတဲ့ အပူကရှစ်ရှစ်ဆိုပြီးတော့ဆင်းထားတယ်ပေါ့နော်ညီကိုတော့မဆင်းသွားဘူးဗျညီကိုတွေတိထားပါနော်ညီကိုလာဖို့လည်းရှိပါတယ်ကြည့်ဟုတ်ပြီနော်ဒါဆိုရင်ငါးလုံးပါကို3လင်းကထိတ်စီဟုတ်ပြီနော်အပီးကြိုက်တဲ့ကိုဒီမရလည်း3လို့ရတယ်ဗျဘရိတ်ကတော့ကျွန်တော်ညီကိုကြည့်ပြီးထားတယ်နော်ဘရိတ်ကညီကိုဘာဖြစ်လို့ဆိုတော့ဒီကညီကိုပြီးထားလို့နော်

အိမ်မက်ကနန်နော်အတိတယောက်ကပေးထားလို့အိမ်မက်ကနန်နဲ့တစ်ရှစ်၄ပါတဲ့ကြိုက်တော့လေထိုးကျွန်တော်၄ဘန်ရှိလို့လीသူကတော့၃ပြိတ်ပေါ့နော်ကျွန်တော်ဖမ်းထားတာက96ခွန်96ခွန်မှာကျွန်တော်9 9 9ပြိတ်ပေါ့နော်ဒါ 3D ကိုပြောရအောင်ကြိုက်တော့လေယူ၃တစ်ရှစ်၄ကသူကအိမ်မက်ကနန်ဆိုတော့ကျွန်တော်ကလည်း၄ဘန်အဲတစ်ရှိကလည်းအားကောင်းလာဆိုတော့လေ 3D ကိုပြောတာနော်အဲကြိုင်တော့လေယူထားလိုက်ပါနော်တစ်ရှိလေးအိမ်မက်ကနန်မို့လို့ ကျွန်တော်ကလေးလုံးပိုင်းကိုအဲငါးခွန်ပရိတ်နဲ့ကျွန်တော်ဖမ်းပြီးထားရယ်နော်ကျွန်တော်မိတ်ဆွေတွေတင်ပြီးသားဖြစ်မှာပါဟုတ်ပြီလားဒီအားလုံးပဲကန်တူကျူးပြီးပါစီနော်ယူထားလိုက်နော်တရှိလေးဒီဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဝမ်းချင်းလေးကိုဆက်မယ်ပြနော်ဝမ်းချင်းရကျွန်တော်ပရိတ်ရကိုဆက်ပါမယ်ဝမ်းချင်းပရိတ်လေးကိုသွားမယ်ဆိုရင်ကျွန်တော်တို့ဘယ်ကနေစသွားမလဲဆိုရင်၄၃၁လေးကနေစသွားမယ် ကျွန်တော်တို့၄၃ရေကျွန်တော်တို့၁၄ရေပေါ့နော်၄၃၁၄ကျွန်တော်တို့65 65 16 65တက်လျှောက်ပြီးတော့ကျွန်တော်87 79ပါ7694ကျွန်တော်တို့တရှိကျွန်တော်တို့80နဲ့မှလေးကျွန်တော်အနီးကပ်လေးပဲကျွန်တော်ယူပေးထားပါတယ်ဗောနော် ဟိုပဝေသနီကကျွန်တော်မြည်ထားဘူးဒီကိတ်ယူတာကပုံမှန်လိုက်မြတ်เนาะဂွင်းတိုပင်ကပုံမှန်လိုက်မြတ်ဂွင်းရှည်ကြီးကြတော့လေမှန်တော့လည်းမှန်တယ်အဲမဲ့ဂွင်းတိုပင်ကပုံမှန်တယ်ဗောနော်ဂွင်းရှည်ပင်ထက်စားလို့ရှိရင်ကျွန်တော်အတိုပဲကြည့်ပြီးထားပါတယ်ကျွန်တော်8862မှာနေဟုတ်ပြီเนาะအဲ့ဒီမှာကျွန်တော်တို့1 chain လေးပဲကျွန်တော်ပြပေးမယ်เนาะကျွန်တော်3 chain တီးတီးတူတော့ကြာပြီးထားတယ်ဗောနော် ကဲဒါဆိုရင်ကျွန်တော်ကြည့်အောင်ဒီဇောင်းသုံးလုံးပေါင်းချင်းပါ3 4ဆိုတဲ့ဒီဇောင်းသုံးလုံးပေါင်းချင်းဟုတ်ပြီနော်3 4ဆိုတဲ့ဇောင်းအ3 6 3 4ဟုတ်ပြီနော်ဆိုတော့ကျွန်တော်တို့သုံးလုံးပေါင်းချင်းဟာတဲ့၄၄ရဲ့ပေါင်းခြင်းဟာ၈ပါတဲ့၈ရဲ့နက်ခတ်ဟာ၁ပါတဲ့၈၁ကိုအချိန်နဲ့၈၁ချိန် အဲ့ဒီ၈၁ချင်းဒီရကျွန်တော်နောက်နေ့မနက်မှာ87နဲ့ဖွင့်ပြီးတော့နောက်နေ့မနက်မှာ18ဆိုပြီးတော့သူပြန်ကြနဲ့ပြန်ရိုက်သွားတယ်။နော်။သူက87ကဒီမှာ18ဆိုပြီးတော့ပြန်ကြသွားတယ်နော်။ဝမ်းချင်းတိုင်းပြန်လို့ပြန်ဆင်းသွားတယ်။ဒါဆိုရင်ကျွန်တော်နောက်တစ်ပင်နောက်တစ်ပင်ဒီလည်းပဲကျွန်တော်တို့ဟာရီမှာရှိတဲ့9 6 4ဆိုတဲ့ဒီမျိုးဒီ၃လုံးပေါင်းခြင်းမှာတဲ့။ ျွန်တော်9ရက်9ရက်ပေါင်းခြင်းက4ပါ4ရက်ပေါင်းခြင်းကျွန်တော်ဘာလို့ထက်ရလဲ8လို့ပဲထက်ရပါလေ8ရက်နှစ်ခတ်ဒီတက်ပါလေ8တက်ဒီလည်းပဲကျွန်တော်ဘာဖြစ်တယ်လဲအချင်းညူဖြစ်တယ်ဒီ8တက်အချင်းမှလည်းပဲကျွန်တော်တို့နောက်နေ့မနက်မှာကျွန်တော်ဘာနဲ့စဉ်းသွားပြီးခဲ့လဲဆိုလို့ရှိရင်8ထိပ်စီ9နောက်ပိတ်နေကျွန်တော်85လို့ဒီကပြင်ချပြီးသွားတယ်ဗျာ ကဲမင်္ဂလာပါဟုတ်ပြီနော်ကျွန်တော်ဒီမှာတော့နှစ်ချိန်လုံးလုံးကတော့ဒီကတော့ဇက်တိုက်ဆင်းပေးထားတယ်၈၁ချိန်၈၁ချိန်ဖြစ်ထားဆိုရင်ကျွန်တော်တို့ထပ်သွားမယ်၈၁နှစ်ဆိုရင်ဒီသုံးလုံးပေါင်းကြီးဟာပါပြရလဲ၈၁၁၀၁၁ဆိုတော့ကျွန်တော်က tip နော် tip ဆိုတော့တရဲ့နက်ခတ်ဒီပါလဲ၈ပဲ၈၁ဒီလည်းပဲကျွန်တော်အချိန်ထပ်ရတယ်၈ အဲ8 8 8 8ဆိုပြီးကျွန်တော်တို့အချင်းရလုံးဝဆင်းလာတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့8တလုံးတည်တယ်ကျွန်တော်တို့ဒီမှာအပူးနဲ့ကျွန်တော်တို့8 8ဆိုပြီးကျွန်တော်တို့ဆင်းလာတယ်ဗျနော်8 8ဆိုပြီးတော့မှကျွန်တော်တို့ဒီချိန်နဲ့ချိန်၃ချိန်လုံးလုံးဆင်းတယ်ဒါဆိုရင်ဒီတစ်ချိန်အတွက်ကိုကျွန်တော်တို့ဆက်ပေးမယ်ဆိုရင်ကျွန်တော်တို့ဘာဖြစ်မလဲနော်ဆက်ပေးခဲ့အောင်မယ်ဆိုရင်ကျွန်တော်ဒီမနက်ကိုလုံးဝကြိုက်တဲ့အချင်းလို့လည်းပြောလို့ရတယ်ပေါ့နော် ရှင်း93တုံးရင်နှစ်ကဲပေါင်းခြင်းဟာပါလေ9ပါတဲ့ဒါကြောင့်9ရဲ့နှစ်ခတ်တိတုံးပါလေဗျ93အချိန်ပါဗျာနော်သူ့မူရာဆန်ဆက်သွားမယ်ဆိုရင်93အချိန်ပါတဲ့ကျွန်တော်ဒီမနက်ကို93တလုံးချိန်ရပါလိမ့်မယ်တဲ့နော်ငါကတော့အလုံးမိုင်တော့ရှိတယ်ချိန်ပါလေပဲကျွန်တော်ငါရှိထားပြီးသားโอเคနော် ကဲဒါဆိုရင်ကျွန်တော်တို့ဘာတွေဆက်ပြီးသွားမလဲကဲမင်္ဂလာပါခင်ဗျာ6049303ကတော့ကျွန်တော်ရဲ့အမ်မိုဘိုင်းဖုန်းနံပါတ်ပါပဲဘာဖြစ်လို့လဲတော့မသိဘူးနော်ကျွန်တော်ဒီဘက်ကတော့မမတော့တိတ်မရှိပါဘူးမမမသိမခေါ်ပြီးနောက်ပတ်မှပဲကျွန်တော်မမသွားတော့မယ်နော်ကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ break break လေးသွားမယ်နော် break ကတော့ကျွန်တော်ဒီမူ break ပဲနည်းနည်းတော့ ကြည့်ပြီးပါအားကြောင့်လည်းဆိုနေနေတော့ရှုပ်တယ်ဗျကျွန်တော်ကဘလို့တန်သွားမလဲဆိုလို့ရှိရင်တ6 9ကိုကျွန်တော်အဲ့လိုပြန်သွားမယ်ချက်ကြည့်ပြီနော်ဒါပရိတ်လမ်းကျော်ပရိတ်လမ်းကျော်ကဆိုရင်တ6 9ဒီသုံးလုံးပေါင်းခြင်းဟုတ်ပြီနော်ဒါပရိတ်ကိုသွားမယ်နော်တ6 9ဒီသုံးလုံးပေါင်းခြင်းကျွန်တော်တို့ဘာလို့ရလဲ6လို့ရတယ်6လို့ရတဲ့အတွက်ကြောင့်ကျွန်တော်တစ်ဖက်ကိုသွားမယ်တစ်ဖက်မှာကျွန်တော်တို့ break เนาะကျွန်တော်တို့6လို့ရတဲ့အတွက်ကြောင့်တဲ့6 1 9ဒီကျွန်တော်တို့ break လို့ဖြစ်တယ်ဒီ6 1 9 break ဒီတဲ့ကျွန်တော်တို့81ဆိုပြီးတော့မှကျွန်တော်တို့ဘာ break ဆင်းသွားခဲ့တယ်လဲဆိုရင်ကျွန်တော်တို့9 break လို့သူကလာရိုက်တယ်ဟုတ်ပြီเนาะကဲဒါဆိုရင်ကျွန်တော်နောက်တစ်ပင် နောက်တစ်ပင်ကိုဆက်သွားမယ်နောက်တစ်ပင်မှာကျတော့1 4 8ဆိုရဲဟဲ့ဒီ၃လုံးပေါင်းခြင်းပါတဲ့တစ်ကယ်၄ရဲ့ပေါင်းခြင်းဒီ9ပါ9ရဲ့8ကယ်ပေါင်းခြင်းဒီပါလေ3ပါနဲ့3ဖြစ်လို့ကျွန်တော်တို့ သူရဲ့လာမဲ့ break ကတဲ့3 8 5ဆိုတဲ့ကျွန်တော်တို့ပါလေ break ပါတဲ့3 8 5ဆိုတဲ့ break မှာကျွန်တော်တို့အဲ့ဒီမှာပေါင်းသွားခဲ့လေဆိုလို့ရှိရင်82မှာ5ဆိုပြီးကျွန်တော်တို့စင်းသွားပေးခဲ့တာလည်းဖြစ်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ပါ break လေသူက3 break ပေါင်းခြင်း break နေကျွန်တော်စင်းထားပေးတယ်ဗျကဲဒါဆိုရင်ကျွန်တော်တို့ဆက်ကြည့်အောင်စတိအောင်ဆိုတော့ကျွန်တော်က6 4ဒီနှလုံးပေါင်းခြင်း3 3ရင်ကျွန်တော်တို့9ရင်ပေါင်းခြင်းဟာကျွန်တော်တို့ ရှစ်လို့ဖြစ်တယ်ရှစ်လို့ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဘာပရိတ်ရမလဲဆိုရင်6 3 1ပရိတ်လို့ကျွန်တော်တို့ရသွားခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့အဲ့ဒီမှာဘာဆင်းသွားလဲဆိုရင်သူကတော့ရှစ်ရှစ်အပူနဲ့ကျွန်တော်တို့6ပရိတ်ဆိုပြီးသူကတော့ဆင်းသွားပြီးခဲ့တာတွေ့ရတယ်ဒါပေမဲ့ကျွန်တော်တို့ဘရိတ်ကဘယ်ချိန်မှလာဆင်းတယ်လဲဆိုရင်ညနေမှာ62ဆိုပြီး10ပရိတ်နဲ့ဆင်းသွားခဲ့တယ်အဲ့ဒီကြောင့်ကျွန်တော်တို့ကနေကုန်းလို့ပြောချင်တာကျွန်တော်ရဲ့ပရိတ်ကိုနော်မပေးရတော့မဟုတ်ပေးတယ်ဒါပေမဲ့နင်းညလွဲသွားတယ်ဒီချိန်က ါကြောင့်မလို့ကျွန်တော်အခုဆက်ပေးခဲ့မယ်ဆိုရင်မပေးတော့မယူကျွန်တော်ပေးလို့ပြန်သုံးတော့ဗောနော်ရှင်းနှစ်30 16ဆိုတော့69ကိုပရိတ်ကိုကျွန်တော်ကတနေကုန်တတိထားအောင်ဒီမနက်လည်းသုံးမယ်တကယ်လို့မကြခင်ညနေကိုကျွန်တော်69ကိုပရိတ်ကိုပြန်သုံးပါအဲဒါကြောင့်မို့ကျွန်တော်ကဒီပရိတ်ကိုပြန်သုံးပေးထားပါတယ်ဗျဒါဆက်ပေးခဲ့ရင်လည်းကျွန်တော်ဆက်ပေးနိုင်တဲ့အတွက်ကြောင့်မလို့နော်မိတ်ဆွေများဒါကြောင့်မလို့ကျွန်တော်က9ကို69ကိုပြိနေကပ်စီခြင်းနဲ့9 8 9 6 ငါလေးဆိုပြီးတော့ကျွန်တော်တို့လေးကွယ်ရလာပါရပါလိမ့်မယ်ပေါ့နော်6 break 7 break 9 break 6 7 9 break ဒါငါတစ်လုံးပိုင်းကိုကျွန်တော်သွားမယ်3တစ်လုံးနဲ့ဆိုရင်3 3ကျွန်တော်တို့3 8 3 6ပဲဖြစ်ပါတယ်ဗျကျောင်းငါးအောင်ပူကြိုက်ပါတယ်เนาะကျွန်တော်အဲ6ကွက်ရမယ်เนาะဒါ6 7ကိုပြိပါထိပ်စီကတော့3 5ထိပ်เนาะ53 1ချိန်ငါးလုံးပိုင်း6 7ကိုပြိပါ ငါတုံညာတုံးပရိတ်လည်းရှိတယ်နော်ကျွန်တော်အဲ့ဒါကိုရန်ပေးလိုက်ဒီလိုက်ကဲဒါဆိုရင်ကျွန်တော်တို့ကျွန်တော်တို့လုံးပိုင်းက လုံးမိုင်ကငါကျွန်တော်တို့ဝမ်းချေဝမ်းချေအနည်းငယ်ကကျွန်တော်တို့53ချိန်ပဲเนาะကျွန်တော်တို့ break အနည်းငယ်က break က6တက်9ပဲကျွန်တော်ထိတ်စီထိတ်စီအပေါ်မှာရေဘူးကြံနေသွားခဲ့လို့เนาะ3 4 5 လေး၅တီကျွန်တော်တို့ထိတ်စီเนาะ၃လေး၅ကကျွန်တော်တို့ထိတ်အဲဆိုရင်ကျွန်တော်က main တင်မယ် main ကို၅နဲ့တင်မယ်เนาะ၅၁၅၆ကျွန်တော်တို့၅လေးဟုတ်ပြီเนาะအဲ့ဒီမှာကျွန်တော်တို့2နေနဲ့က ုံးတော့ကျွန်တော်တို့သုံး၈၃၆နော်သုံးလဲဆိုရင်ကျွန်တော်လည်းရှိမှာပြကျွန်တော်တစ်ဖက်မှာကျွန်တော်9 3ညာ3ပြည့်နဲ့ကျွန်တော်ကတ်ပြီးမယ်ကြိုင်လို့လည်းကစားငါငါကျွန်တော်တို့ငါငါပြပါရင် သုံးဆန်းနေကျွန်တော်တို့၃ခွန်30ဒါကတော့ကျွန်တော်တို့ကြိုင်တော့လေကစားပါကျွန်တော်ရန်ပေးလိုက်မယ်နော် ါကကျွန်တော်တို့အရန်အနေနဲ့ပါကျွန်တော်933ဘရိတ်တွေ့ထားလို့ဒါ933ဘရိတ်နဲ့ပြန်တွေ့ထားလို့เนาะအဲ933ဘရိတ်ကြရင်933ဘုံ main တင်မယ်ကျွန်တော်619ဘရိတ်ကြရင်တော့619ဘုံ main အတီကထားပြီးတော့ကစားပါနော်ကြားလုံးမဲ့စင်ပြပါစေ ဒီအားလုံးပဲကျေးဇူးတင်ပါတယ်အားလုံးပဲเนาะအဆင်ပြေကြပါစေအားလုံးပဲပတ်ပတ်ပါ